စကိုင်းတိုင်းဒီပင်းမြို့နယ်တွေကစတင်ကြောင်းတကြောင်းကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့လို့ကြောင်းတက်နေတဲ့ကြောင်းသားကြောင်းသူနဲ့ဆရာဆရာမ15ဦးထပ်မံနေတေဆုံသွားခဲ့တယ်လို့သိရပါတယ်။ဒီပင်းမြို့နယ်ဦးထိန်ကြီးရွာကစတင်ကြောင်းတကြောင်းကိုမေလ7ရက်နေ့မနက်9:00နာရီခွဲအချိန်မှာစတင်ကြောင်းဖွင့်နေတဲ့အချိန်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲကြတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ စာတင်ကြောင်းလူကြောင်းတက်ခန့်ခံရမှုအပြီး6နိုင်ဝင်းကျင်ကြတဲ့အထိတည်ဆုံခဲ့တဲ့ចောင်းသားចောင်းသူနဲ့ဆရာဆရာမ15ဦးထပ်မနေရှိပြီးတည်ဆုံသူအများစုကတော့ចောင်းသားចောင်းသူတွေဖြစ်တယ်လို့ဒေသခံတွေကအတည်ပြုပြောပါတယ်။လေကြောင်းတက်ခန့်ခံရမှုကြောင့်အဲ့ဒီចောင်းမှာပညာသင်ကြားနေကြတဲ့အသက်9နှစ်အရွယ်ကနေ15နှစ်အရွယ်အထိចောင်းသားចောင်းသူတွေအများဆုံးတည်ဆုံခဲ့ရတာဖြစ်ပြီးတည်ဆုံသူရေးတော့ဟာလေထပ်တိုးနိုင်တဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့2022ခုနှစ်အတွင်းကလည်းဒီဘိန်းမြို့နယ်တဲကလက်ရက်ကုံကြီးရွာစတင်ကြောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ကလေးငယ်တွေနဲ့ဆရာဆရာမအများအပြားထိခိုက်ဒိဆုံခဲ့ရပါသေးတယ်။စစ်ကောင်စီကဧပြီလဆန်းပိုင်းကလေးကမေလကုံဒီအပြစ်ရမယ်လို့အကြိမ်ကြိမ်ကြေညာခဲ့ပေမဲ့မြန်မာနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကတော့ဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။